ဒီနေ့တော့ဆာလနံပါတ်44ဖြစ်ပါတယ်။ခန်းကြီး44အငယ်1မှ8။အိုးဖျားသခင်ရှေးလူလီပြီးသော ကာလတွင်ဘိုးဘေးတို့လက်ထက်၌ပြုတော်မူသော အမှုကို သူတို့ပြော၍အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။တပါးမျိုးသားတို့ကိုလက်တော်ဖြင့်နှင်ထုတ်၍ကျွန်ုပ်တို့၏ဘိုးဘေးများကိုနေရာချတော်မူ၏။တပါးမျိုးသားတို့ကိုနှိမ့်ဆက်၍ဘိုးဘေးများကိုပြန့်ပွားစေတော်မူ၏။ သူတို့ဒီကိုဒါဖြင့်ထိုမြေကိုအစိုးရကြသည်မဟုတ်ပါ ကိုလက်ဖြင့်ကိုကိုကဲတင်ကြသည်မဟုတ်ပါ ကိုတော်လူရှိသောကြောင့်လက်ရလက်ယုံတော်နှင့်မျက်နာတော်အနှင်းအဖျင်းသူတို့ကိုကဲတင်တော်မူ၏။အိုဖျားသခင်ကိုတော်ဒီအကျွန်ုပ်၏ရှင်မြင်ဖြစ်တော်မူ၏။ယာကုပ်မျိုး၏ကဲတင်ခြင်းအကြောင်းကိုစီရင်တော်မူပါ။ကိုတော်အဖျင်းအကျွန်ုပ်တို့ဒီရန်သူများကိုတွန်းချကြပါစေသောရံပက်ပြုသော သူတို့ကိုနာမတော်အဖျင်းနင်းရသောအခွင့်ရှိကြပါစေသောကို၌ပါသောလေးကိုအကျွန်ုပ်ဒီမကူစားကို့ဓာသည်အကျွန်ုပ်ကိုမကယ်ရပါ ကိုတော်သားလင်းအကျွန်ုပ်တို့ကိုရန်သူလက်မှကယ်လွတ်တော်မူ၏အကျွန်ုပ်တို့အားမုံသောသူများကိုလည်းအရှက်ကွဲစေတော်မူ၏ကျွန်ုပ်တို့သည်မချမ်းမလတ်ဘုရားသခင်၌ဝါကြွား၍နာမတော်ကိုအစဉ်မြဲချီးမွမ်းကြပါ၏အငယ်၉မှ၁၆ သို့တော်လေကိုရောဒီအကျွန်ုပ်တို့ကိုစွန့်ပြစ်၍အရှက်ခွဲစေတော်မူပြီးကျွန်ုပ်တို့ဘူဂျီနှင့်အတူကြွတော်မူမူပါအကျွန်ုပ်တို့ကို ရန်သူရှိမှပြန်ပြေးစေတော်မူ၍မုံသောသူတို့သည်အလိုလိုလူယူရကြ၏ဟင်းလျာဖြစ်သောတူများကဲ့သို့အကျွန်ုပ်တို့ကိုအလက်၍တပန်းမျိုးသားတို့တွင် အရရက်ကွဲပြားစေတော်မူ၏ကိုရောဤလူများကို အဖိုးမခံဘဲရောင်း၍ရောင်းသောအဥ္စာအဖျင် စီးပွားတော်ကိုတိုးပွားစေတော်မူသည်မဟုတ်အကျွန်ုပ်တို့ကိုအိမ်နီးချင်းများကဲ့ရဲ့ရာပတ်ဝန်းကျင်၌နေသောသူများပြည့်ရပြု၍အရှက်ခွဲရာ ဖြစ်စေခြင်းဟာစီရင်တော်မူ၏တပါမျိုးသားတို့သည်အကျွန်ုပ်တို့ကို ပုံခန်းရသောအခွင့်လူစုတို့သည်ကောင်းညင်ရသောအခွင့်ကို ပေးတော်မူ၏ကဲ့ရဲ့သောသူနှင့်အတရေဖြစ်သောသူ၏စကားကြောင့်၎င်း ရံပဲ့ပြုသောသူနှင့်လက်စားချေသောသူ၏မျက်နှာကြောင့်၎င်းအကျွန်ုပ်သည်ကိုအရှက်ကွဲခြင်းအကြောင်းကို အစင်မျက်မှောက်ပြုရပါ၏မျက်နှာရှက်ခြင်းအပြင်မွန်းလျက်နေရပါ၏အငယ်၁၉မှ22ထိုမျက်လောက်ခံရတော်လဲအကျွန်ုပ်တို့သည် ကိုရော့ကိုမမေ့လျော့တစ္ဆာတော်ကို မဖြစ်ကြပါစိတ်နှလုံးသည်နောက်သို့မဆုတ်တရားတော်လမ်းမှလွဲ၍မတွားကြပါ ကိုရောမူကမိခွေးနေရရမအကျွန်ုပ်တို့ကိုချိုးဖက်နှိမ့်ဆက်၍တေခြင်းအရေးနှင့်ဖုံးလွှမ်းတော်မူ၏ကျွန်ုပ်တို့သည် ကိုဖျားသခင်ဤနာမတော်ကို မေ့လျော့၍တပန်းအမျိုးဤဖျားထံသို့လက်ကိုဆန့်တည်မှန်လျင်နှလုံး၌ဖွဲ့ထားသောအရာများကိုဘုရားသခင်တည်တော်မူသည်ဖြစ်၍ထိုအမှုကိုမစစ်ဘဲနေတော်မူမည်လောအကယ်စင်စစ်ကိုရောအတွက်ကျွန်ုပ်တို့သည် အစင်မပြတ်အသေးတတ်ခြင်းကို ခံရကြပါ၏။တပ်ဖို့ရထားသောတိုးကဲ့သို့အကျွန်ုပ်တို့ကို သူတို့ပါမှတ်တတ်ကြပါ၏။အငယ်23မှ26အိုဖျားရှင်နိုးတော်မူပါအဘယ်ကြောင့်ချင်းဆက်တော်မူသနည်းထားတော်မူပါအကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မူမူပါနှင့်အကျွန်ုပ်တို့ခံရသောနှိမ့်ချခြင်းနှင့်ညှင်းဆဲခြင်းကိုမျက်နာလွှဲ၍အဘယ်ကြောင့်မေ့လျော့တော်မူသနည်း ကျွန်ုပ်တို့ဤစိတ်ဝိညာဉ်သည် မြေတိုင်းအောင်နှိမ့်ချခြင်းကိုခံရ၍ယင်ပတ်လဲမြေ၌ကပ်လျက်ရှိပါ၏အကျွန်ုပ်တို့ကိုမဆသောဖျားထတော်မူပါဂုဏတော်နှင့်အညီရွေးနှုတ်တော်မူပါကျေးနော်ဒီတော့ပြန်တွေ့မယ်ဘာဘာ